င်္ဂလာပါရှင်မက်ရှလာ31ရဲ့တင်းလာနေရွှေရံကုန်ရဲ့ထူးခြားပြည်တင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့တင်းကတော့မြန်မာနိုင်ငံတွင်ကိုကြီးမှုများပြုလုပ်နိုင်ရန်မလေးရှားနိုင်ငံသားရင်းဝင်ကြီးမြန်မာနိုင်ငံလာရောက်မယ်ဆိုတဲ့တင်ဖြစ်ပါတယ်။ အလုံးပြင်းထန်တဲ့ငလျင်တန်းကြောင့်ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့မြန်မာနိုင်ငံအတွက်အကူအညီများပေးနိုင်ရေးမြေပြင်အခြေအနေများကိုကြည့်ရှုရန်မလေးရှားနိုင်ငံသားရေးဝင်ကြီးကိုမြန်မာနိုင်ငံသို့ဆေးလွှတ်သွားမယ်လို့အာဆီယံလှည့်ကြောက်ကထားမလေးရှားနိုင်ငံဝင်ကြီးချုပ်ဒေတူဆာရီဟာဂျီအန်ဝါဘင်အီဘရာဟင်ကပြောကြားကြောင်းသိရပါဗျာ။ ၎င်းမှာငလျင်တန်ကြုံတွေ့ကြရမှုကြောင့်ပျက်စီးဆုံးရှုံးကြရတဲ့အခြေအနေများနဲ့ပတ်သက်ပြီးနာဆာကဥပထောင်းနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူချင်းမေအောင်လိုင်းနဲ့မတ်လ30ရက်နေ့လယ်ပိုင်းကဖုံဖြင်းဆက်သွဲပြောကြားခြင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။မလေးရှားနိုင်ငံအနေဖြင့်၎င်းအာဆီယံအလဲကြောက်ကထားနိုင်ငံအနေဖြင့်၎င်းမြန်မာနိုင်ငံတွင်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ်မိမိတို့အနေနဲ့ဝန်내ကြေကွဲရတယ်လို့ပြောကြားခဲ့ကြောင်းလည်းသိရပါရဲ့ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့ ငလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံအတွက်တရုတ်အစိုးရကရွှန်တန်းတရားပတ်မိုးကူညီမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလင်ဘေးထံအားပြင်းထန်စွာခံစားနေရတဲ့မြန်မာနိုင်ငံအတွက်တရုတ်အစိုးရမှအရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြင့်ရွှန်တန်းတရားပတ်မိုးကူညီရန်ဆုံးဖြတ်ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ကြပြင်ငလင်းလုတ်ပြီးချိန်တွင်ပျက်စီးဆုံးရှုံးမှုများအားကုညီကယ်ဆယ်မှုနှင့်ပြန်လည်ထူထောင်မှုများပြုလုပ်နိုင်ရန်တရုတ်အစိုးရမှပထမဆုံးကယ်ဆယ်ရေးအဖွဲ့အားမက်ရှလာ29ရက်ကဆေလွတ်ခဲ့ပြီးတော့၎င်းကယ်ဆယ်ရေးအဖွဲ့ဝင်များဟာလက်ရှိချိန်တွင်မြန်မာနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့ပူးပေါင်း၍ရှာဖွေကယ်ဆယ်မှုများပြုလုပ်လျက်ရှိကြောင်းသိရှိရပါသည်ရှင်။ထမန်နေဆမဲတဲ့ကတော့ပြည်ရင်းကလေးတန်းကြောင်ပျက်စီးသွားတဲ့တာအလိုက်များနဲ့တာဝါတိုင်းများနှင်းညမနာတန်းပြပြနေတဲ့တဲ့ဖြစ်ပါတယ်။ ပြည်တွင်းကလေးတန်းကြောင်ပြည့်စည်သွားတဲ့တအားလိုင်းများနဲ့တဝါတိုင်းများကိုလျှက်စစ်ဝင်ကြီးဌာနလက်အောက်ရှိဝန်ထမ်းများမှနေညာမနာတန်းပြုပြင်နေကြရကြောင်းနဲ့၎င်းလုပ်ငန်းရှင်များပြည်စည်ပါကရဲရွာစက်ယုံပေါင်လောင်စက်ယုံအပါအဝင်ရှီအားလျက်စစ်စက်ယုံများတအားပေးရန်အသင်ရှိနေပြီဖြစ်တယ်လို့မက်ရှလာ30ရက်တွင်ဟိုပင်လျက်စစ်တအားပေးဌာနကအတည်ပြုထားပါတယ်။ ဖြစ်ပွားခဲ့တဲ့သခိုင်းကလေးလှုပ်ခတ်မှုကြောင့်နိုင်ငံတော်ကြားစနေ Nation ကကြီးထိခိုက်သွားရကြောင်းအတိပေးရှင်းလင်းချက်မှဖော်ပြထားတယ်လို့သိရပါပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ငလင်ဘေးထံတင်ဒေတာများတို့ဆံများကိုတက်တာတော်စေလုံးဖြင့်ရောင်းချပြီးသွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံစံတမားအသင်းချုပ်အနေဖြင့်အမထဆန်အိတ်၃သိန်းကိုငလင်ဘေးတန်တဲ့ဒေသများသို့တည်နေရနဲ့ဖြန့်ပြမှုအခြေအနေပေါ်မူတည်ပြီးဒိတ်လင်း6500ကျပ်မှ8000ကျပ်တွင်ဈေးနှုန်းသတ်မှတ်ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ Bright အသင်းဖွဲ့များ၏လိုအပ်ချက်များ၊ယာယီစုရဲ့စခန်းများအတွက်လည်းဖြန့်ဝေပေးသွားမှာဖြစ်ပြီးတော့ငလင်ဘေးတန်တဲ့ပြည်သူများအားစံဖြန့်ဝေရန်လိုအပ်ချက်ရှိပါကမြန်မာနိုင်ငံစံတမားအသင်းချုပ်နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်းအသိပေးထားကြောင်းသိရှိရပါတယ်ရှင်။ ောက်ဆုံးနေစမဲ့တဲ့ငါတော့ငလျင်တန်းချောင်းရှန်ကုန်မန္တလေးအမြန်လမ်းပေါ်ရှိခပောင်းတရာချင်းကလန်ပြည့်စင်မှုကိုပြင်ဆင်ပေးစီတဲ့တဲ့ဖြစ်ပါတယ်နေပြည်တော်အပါအဝင်တိုင်းနယ်ပြည်နယ်အချို့မှာမတ်လ28ရက်မွန်တဲပိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားအလုံးပြင်းထန်သောငလျင်တန်းကြောင့်ပြည်စီမှုများဖြစ်ပေါ်ခဲ့ပြီးပဲခူးတိုင်းအုတ်တွင်မြို့နယ်ရှိရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့မိုက်တန်အမှန်145ရှိခပောင်းတရာချင်းကလန်နှစ်ဖက်မှာလည်းမြေကျုံပြည်စီနေကြခဲ့ကြောင်းသိရပါဗျ။ ဒါကြောင့်သက်ဆိုင်ရာလန်ဒတာတိဆောက်ရေးအဖွဲ့နဲ့တာဝန်ရှိသူများကပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြပြီးမတ်လ29ရက်မော်တယ်12နာရီခွဲခန့်တွင် ပြည်ပြင်ပြည်စီခဲ့တဲ့အတွက်တံတားပေါ်မှမော်တော်ယာဉ်ငယ်များကိုဖြတ်တန်းသွားလာခွင့်ပြုခဲ့ကြောင်းသိရပါရရှင်။